။အိုးတခင်ယေရှုတခင်ယေရှုကိုရောအချစ်ပါသည်။ကိုရောဤနှုတ်ကပတ်တော်ကိုချစ်ပါသည်။အိုးတခင်ယေရှုဘုရားခင်ဤနည်းနည်းချင်းခရစ်တော်အတွက်ချီးမောင်းပါသည်။ဘုရားခင်ရဲ့နည်းနည်းချင်းခရစ်တော်ဒေထရီအရာအားလုံးပါဝင်တော်ခရစ်တော်သည်ဘုရားခင်ဤနည်းနည်းချင်းဖြစ်သည်။ဘုရားခင်ကိုယ်တော်တိုင်သည်နည်းနည်းချင်းဖြစ်ပြီး ခရစ်တော်သည်ဤနည်းနည်းချင်းဤနည်းနည်းချင်းဖြစ်သည်ဖျားခင်ရဲ့နည်းနည်းချင်းသည် နားမလည်နိုင်တော့ရှင်းပြရခက်သောအရာကိုညွန်ပြသည်ဖျားခင်ရဲ့နည်းနည်းချင်းဖြစ်သည့်အရာအားလုံးပါဝင်သောကျေပြန့်သောခရစ်တော်သည်ဖျားခင်ဤအတိတ်ပဲဖွင့်ဆိုချက်ရှင်းလင်းချက်နှင့်ထင်ရှားခြင်းဖျားခင်ရဲ့နှုတ်ကပတ်တော်ဖြစ်သည်ဒေထရီနနက်ခင်ကြွေးမွေးခြင်း ယောဟန်အခန်းကြီး1အငယ်1အစအိုး၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဘုရားသခင်နှင့်အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏ယောဟန်အခန်းကြီး1အငယ်14နှုတ်ကပတ်တော်သည်လည်းအသွေးသားဖြစ်လာ၍ဂျေဇုတော်နှင့်၎င်းစစ်မှန်ခြင်းနှင့်၎င်းပြည့်စုံလျက်ငါတို့အလဲတွင်တဲတော်အဖြစ်တည်နေတော်မူ၏ခမဲတော်မှတပါးသည်သောသားတော်၏ ဘုံကဲ့သို့သူဤဘုံတော်ကိုငါတို့သည်မြင်ရကြပြီအေးဖတ်စာဆောင်သည်ခရစ်တော်ရဲ့နည်းနည်းချင်းအကြောင်းဖြစ်ပြီးယင်းသည်အသင်းတော်ကိုခန္ဓာတော်ဖြစ်သည်ကောလောသဲစာဆောင်သည်ဖျားသခင်ဤနည်းနည်းချင်းအကြောင်းဖြစ်ပြီးယင်းသည်ဥကောင်းတော်ခရစ်တော်ဖြစ်သည်ကျွန်ုပ်တို့ဒီခရစ်တော်ကို ကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်နှင့်သခင်အဖြစ်တော်မှာ ဖျားခင်ရဲ့နည်းနည်းချင်းအဖြစ်နဲ့သိရှိရန်အရေးကြီးပါသည်ခရိယအားလုံးသည်သခင်ယေရှုကိုချစ်ကြသည်ကျွန်ုပ်တို့ သခင်ဖျားအားအဘယ်မျှလောက်ချစ်ခြင်းဟုဒီမှာကျွန်ုပ်တို့ကကိုတော့ကိုမိမြတိကျွမ်းခြင်းနှင့် ကိုတော်နှင့်ဆက်လင်း၍မိမြနားလေတဘောပေါက်ခြင်းအပေါ်တွင်မူတည်သည် ကျွန်ုပ်တို့သည်သခင်ယေရှုကိုပို၍တိကျွမ်းပြီးကိုတော့အား တံပိုးထားနေနေကျွန်ုပ်တို့ဒီကိုတော့ကိုပိုး၍ချစ်လေလေ ဖြစ်ပေမည်ထို့ကြောင့်ကျွန်ုပ်တို့ဒီသခင်ယေရှုကို ကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်နှင့်သခင်အဖြစ်တံမကဖျားခင်ရဲ့နည်းနည်းချင်းအဖြစ်နဲ့ဆက်လက်သိရှိရန်လိုအပ်သည် ကျွန်ုပ်တို့ဒီဖျားခင်ဤနည်းနည်းချင်းအဖြစ် ခရစ်တော်ကိုသိရှိလိုပါက ကောလောသဲအခန်းကြီး1အငယ်2၌ပေါ်ပြထားသောအရာအလုံးကို ပြေဝစွာတွေ့ကြုံခံစားခြင်းရှိရန်လိုအပ်ပါသည်။ဤချမ်းပိုက်၌ပေါ်လူကမေတ္တာ၌ဆិဆက်ထုံးဖွဲ၍ဖျားခင်ရဲ့နည်းနည်းချင်းသည်ဟုတော့ခရစ်တော်ကိုပြေဝစွာတည်ကျွမ်းစေခြင်းက၎င်းကြွယ်ဝခြင်းများအားလုံးကိုစိတ်ချမှုအဖြစ်အဖြစ်နားလည်ခြင်းက၎င်းသူတို့ရဲ့စိတ်နှလုံးတက်တာစေမိအကြောင်းဟု ပြောဆိုထားသည်ခြင်းကဟုတော့စကလုံးသည် ရလက်ထွက်ပေါ်လာခြင်းကိုဆိုလိုသည် ကောလောသဲမြို့သားများ၏စိတ်နှလုံးများသည်တတ်တာချင်းရှိ၍မေတ္တာ၌စိတ်ဆက်ထုံးဖွဲ့ခြင်းရှိမိဆိုလျှင်ရလက်မှာဖျားခင်ဤနဲ့နေခြင်းသည်ဟုတော့ခရစ်တော်နှင့်ဆက်နွယ်မှုကိုတန်တရားမရှိတော့နားလည်ခြင်းကြွယ်ဝခြင်းများအားလုံးကို စိတ်ချမှုအဖြစ်ဖြစ် နားလည်ခြင်းကိုရရှိကြလိမ့်မည်ဖြစ်သည် ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကိုလေ့ကျင့်ခြင်းမရှိဘဲဘုရားခင်ရဲ့နက်နဲခြင်းဖြစ်သောသခင်ဘုရားကိုဆက်သွယ်ခြင်းသို့မဟုတ်ကိုရောကိုတည်ကျွမ်းခြင်းမရှိနိုင်ပါလူသားဖြစ်ခြင်းဝိညာဉ်စိတ်နှင့်ခန္ဓာဤတွင်ပြင်တိုင်းသည်ရှုပ်ထွေးပါသည်အကယ်၍မှန်တဲမှာတင်ရဲ့မျက်နာကိုအချိန်ယူပြီးကြည့်မည်ဆိုရင်တင်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုခန္ဓာဤရှုပ်ထွေးမှုကိုသင်အံ့ဩမိလိမ့်မည်ဖြစ်သည် ကျွန်ုပ်တို့စိတ်၌အသိဉာဏ်ခံစားမှုနှင့် အလိုဆန္ဒတို့ရှိသည်ထို့ပြင်ကျွန်ုပ်တို့ရဲ့ဝိညာဉ်၌အော်တပါစိတ်အလိုလိုသိခြင်းနှင့်မိထာရာတို့ရှိသည်ဘုရားခင်ရဲ့နည်းနည်းချင်းဖြစ်သောခရစ်တော်ရဲ့ဖွင့်ပြခြင်းကိုလက်ခံရရှိရန်ကျွန်ုပ်တို့ရဲ့ရှုပ်ထွေးနေသောဖြစ်ခြင်းအစိတ်အပိုင်းတိုင်းကို လေ့ကျင့်ရမည်ဖြစ်သည်ဘုရားသခင် ကိုတော်တိုင်းတည်နည်းနည်းချင်းဖြစ်ပြီးခရစ်တော်သည်ဤနည်းနည်းချင်းရဲ့နည်းနည်းချင်းဖြစ်သည် ကျွန်ုပ်တို့ဒီကျန်းစာဤစာသားကိုရိုးရိုးလေးဖတ်ခြင်းအားဖြင့်ထိုကဲ့သို့နည်းနည်းချင်းကို နားလည်တဘောပေါက်နိုင်မည်မဟုတ်ပါ ခရစ်တော်ဒီကျွန်ုပ်တို့ရဲ့ဝိညာဉ်၌ဂိမ်းဝတ်နေတော်ကြောင့်ဖျားခင်ရဲ့နည်းနည်းချင်းအဖြစ်ကိုတော့ကိုတိကျွမ်းရန်အလို့ငါကျွန်ုပ်တို့ရဲ့ဝိညာဉ်ကိုလေ့ကျင့်ရန်လိုအပ်ပါသည် ခရစ်တော်ကိုအပြင်ပိုင်းဆိုင်ရာနီလန်း၌တိကျွမ်းနိုင်တော့အရာဝတ္ထုတစ်ခုကဲ့သို့ ဘယ်တော့အခါမျှမမှတ်ယူပါနဲ့အသေးခံပြီးရှင်ပြန်ထမြောက်ခဲ့တော့အရှင်အနေဖြင့် ကိုတော်ဒီကောင်းကင်များ၌ရှိသောပလင်ပေါ်၌တမကကျွန်ုပ်တို့ရဲ့ဝိညာဉ်၌လည်းအသက်ရှင်နေပါသည်ထို့ကြောင့်ကျွန်ုပ်တို့သည်ကိုတော်ကိုဆက်သွယ်ရန် ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကို လေ့ကျင့်ခြင်းသည်အလွန်အရေးကြီးပါသည်ဤဒီမှာကျွန်ုပ်တို့သည်မိမိတို့ရဲ့ဖြစ်ခြင်းအနက်ရှိုင်းဆုံးမှဖွင့်၍ကိုတော်ကို ခေါ်ဆိုရမည်ဖြစ်ကြောင်းဆိုလိုသည်ကျွန်ုပ်တို့ရဲ့ဝိညာဉ်သည် ကျွန်ုပ်တို့ရဲ့အနက်ရှိုင်းဆုံးသောအစိတ်အပိုင်းဖြစ်ပြီးစိတ်နှလုံးနှင့်စိတ်ရဲ့အစိတ်အပိုင်းအလုံးထက်ပို၍နက်ရှိုင်းပါသည်ထို့ကြောင့်ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကိုလေ့ကျင့်ရမှာ သခင်ယေရှု၏နာမတော်ကိုခေါ်ဆိုရန်နှင့် ကျွန်ုပ်တို့ဤအသွင်း၌အသက်ရှင်တော်မူသောအရှင်သီးဟုတော့ကိုရောကိုဆက်သွယ်ရန်ကျွန်ုပ်တို့ဤ ဖြစ်ခြင်း၏အနက်ဆိုင်ဆုံးသောအပိုင်းကိုဖွင့်ပေးရန် ဖြစ်သည်အာမင်ကိုရောကိုတည်ကျွမ်းရန်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရဲ့ဝိညာဉ်ကို လေးကျင့်ခြင်းရှိယုံမျှတာမဟုတ်ဘဲကျွန်ုပ်တို့ရဲ့စိတ်နှလုံးသည်နှစ်သိမ့်တက်တာခြင်းရှိရပေမည်ဆိုလိုသည်မှာကျွန်ုပ်တို့ရဲ့စိတ်နှလုံးသည်ချစ်ခင်မြတ်နိုးခြင်းနှင့်နှွေးထွေးခြင်းရှိရမည်ထို့အပြင်ကျွန်ုပ်တို့ရဲ့အသိဉာဏ်သည်တည်ကြည်ခြင်းရှိရမည် ကျွန်ုပ်တို့ရဲ့ခံစားမှုတွေထိန်းချုပ်ခြင်းရှိရမည်ကျွန်ုပ်တို့ရဲ့အလိုဆန္ဒတွေချိုးနှိမ်ခြင်းရှိရမည်ကျွန်ုပ်တို့ရဲ့အတွင်းပိုင်းဖြစ်ခြင်းအစိတ်ပိုင်းတိုင်းတွေသိဉျုံမှန်ကန်ခြင်းနဲ့ပုံမှန်အတိုင်းလှုပ်ရှားလှုပ်ဆောင်ခြင်းရှိရမည်ဤအတွက်ကြောင့်ပေါ်လူကဘုရားခင်ရဲ့နည်းနည်းချင်းဖြစ်သောအခွင့်တော်ကို ပြေဝစွာတည်ကျွမ်းခြင်းနဲ့ဆက်နွယ်ပြီးစိတ်နှလုံးများကိုနှစ်သိမ့်တက်တာ ရှိစေရန် ပြောဆိုခဲ့ခြင်းဖြစ်သည်အကယ်၍ကျွန်ုပ်တို့သည်ပြားခင်ရဲ့နည်းနည်းချင်းဖြစ်သောခရစ်တော်နှင့်ပတ်သက်၍သိနာလည်မှုအာမခံချက်အပြည့်ရှိသောကြွယ်ဝခြင်းများအားလုံးကို ပိုင်ဆိုင်လိုလျင်ကျွန်ုပ်တို့ဖြစ်ခြင်းရဲ့အစိတ်ပိုင်းတိုင်းကို လေ့ကျင့်ရမည်ဖြစ်သည်ကျွန်ုပ်တို့သည် သခင်ယေရှု ကိုတော်မှတပါကျွန်ုပ်၌မိသည့်အရာအတွက်မြစိတ်နှလုံးမရှိပါ သခင်ပြား ကျွန်ုပ်ရဲ့အတိညာဉ်အလိုဆန္ဒနှင့်ခံစားမှုအလုံးဒီကိုတော့အတွက်လုံးလုံးဖြစ်ပါသည်ကိုတော့အတွက်ကျွန်ုပ်ဤအသက်ကိုစွန့်ရန်ကျွန်ုပ်အလိုရှိပါ၏ကျွန်ုပ်ဖြစ်ချင်းဤအကျော်အမြင်တန်းဒီကိုတော့အတွက်ဖြစ်ပါ၏ဟု၍ပြောနိုင်ရမည်ဖြစ်ပါသည်တင်းဒီတည့်ရဲ့ဖြစ်ချင်းတစ်ခုလုံးကိုဤနီးလန်း၌လေးကျင့်လှုပ်ဆောင်မည်ဆိုလင်တင်၌နားလည်မှု အာမခံချက်အပြည့်ရှိလိမ့်မည်ဖြစ်သည်အာမင်အိုသခင်ယေရှု